အားကိုအားညီလေးဒါပါဆက်ကြည့်အောင်ကိုဒါကောက်ဆက်ဆက်လေအားဟုတ်လို့လားကွာကျွန်တော်ရွာမှာလူနေပဲဆိုက်တာကောက်ကညာဆက်ရှိရဆိုတော့မဟုတ်သေးဘူးထင်တယ်ညီလေးအကိုတို့ဒီဂျပန်နိုင်ငံနေပြီးတော့မှမှားလိုက်တာဂျပန်နေညီပညာမြင့်ပြီးထုတ်ထားတဲ့ကောက်ဆိုက်ဆက်အားကွာလေကူဘိုရာမှာထွန်ဆက်နဲ့ရိတ်ဆက်ပဲရှိရလေဟုတ်တယ်ထွန်ဆက်ကောရိတ်ဆက်ကောရှိတယ်အခုဒီမှာကောက်ဆိုက်ဆက်လည်းရှိတယ်ဂျပန်နီးပညာနဲ့ထုတ်ထားတာမယုံဗျာကျွန်တော်လိုက်ပြကြည့်ဗျာဟေးလားအဲ့ဒါညီလေးကိုလိုက်ပြမယ်ဟုတ်စင်ရအောင်နော် ဒီမှာတော့မြန်ကောက်ဆိုင်လို့ဒီမှာလားဒီမှာလားဒီမှာလားကိုတို့ဒါကဒီမှာသလို့ရှင်ပြိုပန်းလေးထည့်မယ်ဒီပန်းနှစ်ပန်းသုံးပန်းလေးပန်း၅ပန်း၆ပန်းဆိုပြီးတော့ထည့်မယ်ထည့်တဲ့အခါမှာကိုတို့ဒီဘက်ကနေပြီးတော့မှဒီမှာစိုက်တဲ့အတန်းဒီမှာဒီမှာတန်းနှစ်ချောင်းဒီမှာသုံးချောင်းလေးချောင်း၅ချောင်း၆ချောင်း၆တန်းကောက်ဆိုင်ဆက်ပါညီလေးအာဒါ6တခါမောင်းလို့ရှိရင်ဘယ်နှမျိုးတခါမောင်းရင်6တန်းသွားတယ်ညီလေး6တန်းကောက်ဆိုက်ဆက်ပါ။ဩအရင်တော့လူနဲ့ဆိုက်တာတော့မှန်တယ်။ခုချိန်ဒီလေလူနဲ့ဆိုက်နေကြတော့မယ်။ ဒါပေမဲ့အခုပြောချင်တာကတော့အခုဒီမှာကောက်ဆက်ဆက်ရောက်ပြီဆိုရင်တော့လူနဲ့မဆိုင်တော့နဲ့ပေါ့ကောက်ဆက်ဆက်နဲ့ဆိုင်ပေါ့